ျွန်တော်မဲဆေးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေ့လေး YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်အလဲတမမဟုတ်အပိတ်ပေါ့နော်အလဲအပိတ်အထီကီ၃လုံးပေါ့နော်ပြင်ရှိကီ၃လုံးကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပေါ့နော်ကျွန်တော်နံပါတ်20ရနေစမှာဖြစ်ပါတယ်20နဲ့တိတ်ကနေပေါ့နော် Okay နံပါတ်20 3ည6စုံကနန်းပေါ့နော်စုံကနန်းဒီအလဲတမဟုတ်အပိတ်နေရာဖြစ်ပါတယ် โอเคအဲ့ဒီမှာတော့သူက6ရက်နေ့ဆိုတဲ့အတွက်ကြောင့်မို့ဒီနေ့တော့6ရက်နေ့နေ့ရက်ဒီလေပိတ်နေရဖြစ်ပါတယ်ပေါ့နော်နေ့ရက်6ရက်ဒီ6ရက်နေ့ဆိုပြီးလေပိတ်နေရဖြစ်ပါတယ်ခင်ဗျာဒါကအလေပေါ့နော်ဒါကတော့အပိတ်ဖြစ်ပါတယ်နောက်ထပ်20နဲ့တင့်မှာကြတော့သူဒီမာကနန်9ခွန်တင့်ဆိုပြီးຢာတယ်ပေါ့နော်နောက်ထပ်တစ်ပြင်မှာဒီ6ရက်နေ့ပြီးတော့665ဆိုတဲ့အတွက်ကြောင့်မို့ဒီနေ့တော့ဒီ9တလုံးဒီအပိတ်နေရဖြစ်ပါတယ် နောက်ထပ်ဒီ6ရှင်းနှစ်စုံကနမှာ96နှစ်ဆိုရဲအတွက်ကျွန်တော်တို့6ရက်နှစ်ရက်ဒီအလဲနဲ့အပိတ်နေရာဖြစ်ပါတယ်ခင်ဗျာဒီ463ညစုံကနအထီးကြီးဒီအလဲအပိတ်အထီးကြီးမှာ344ဆိုရဲအတွက်ကြောင့်မို့ဒီမှာ44ဒီလေပိတ်ဖြစ်ပါတယ်ဒီ3ညကတော့ထိတ်ဆီးနေရာဖြစ်ပါတယ်ဗောနောထိတ်ဆီးနေရာမယူဘူးဗောနောနောက်ထပ်9 3မှာနိနိတိဆိုရဲအတွက်ဒီတိဒီအပိတ်ဖြစ်ပါတယ်ခွန်9 3မှာ843ဆိုရဲအတွက်ကြောင့်မို့3ဒီအပိတ်ဖြစ်ပါတယ် နောက်ထပ်39မှာ663ဆိုတဲ့အတွက်ကြောင့်မို့ဒီ3ဒီအပိတ်ဖြစ်ပါတယ်၃ည၂ညမှာ၄၃ည၉ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ၃ညကအလေဖြစ်ပါတယ်။ဒီနှစ်ကတော့ထိတ်ဆီးနေတာဖြစ်ပါတယ်ဗောနော်။ခွန်ကိုသုံးမာကနန်အထီကေးသုံးလုံးဗောနော်။အဲ့မှာခွန်ခွန်ကိုဆိုတဲ့အတွက်ခွန်ရဲ့ကိုရဲ့ဒီလေပိတ်နေရာဖြစ်ပါတယ်။နောက်ထပ်၈၃ညလေးဆောင်ကနန်အထီကေးသုံးလုံးဗောနော်။900ဆိုတဲ့အတွက်ကြောင့်မို့၃ညဒီလေပိတ်ဖြစ်ပါတယ်။ တီတုံးခွန်မာကနန်အလေအပိတ်အထီကိမှာတော့3ခွန်ခွန်ဆိုတဲ့အတွက်ဒီခုနှစ်ကလေပိတ်ဖြစ်ပါတယ်တီတုံးကတော့ထိတ်စီရောပါနော်၈တုံညာလေးမှာ၈၉လေးဆိုတဲ့အတွက်ဒီလေးဒီအပိတ်ဖြစ်ပါတယ်ဒီ၈ကတော့ထိတ်စီပါနော်နောက်ထပ်ခွန်ကိုတုံးမှာ9 6 3ဆိုတဲ့အတွက်ဒီတုံးဒီအပိတ်ဖြစ်ပါတယ်ခွန်ကိုတုံးမှာ6 8ခွန်ဆိုတဲ့အတွက်ဒီခုနှစ်ကအပိတ်ဖြစ်ပါတယ်ခင်ဗျာနောက်ထပ်6 8နှစ်မှာနှစ်နှစ်ခွန်ဆိုတဲ့အတွက်ဒီနှစ်ဒီအလေဖြစ်ပါတယ်ဒီမှာထိတ်စီလဲပါတယ်ပေါ့နော် ိတ်မှာတောက်လျှောက်အပိတ်နေရာဖြစ်နေတယ်ဗောနော်ပြီးတော့အလေဖြစ်လာတယ်နေလေးရှင်းမှာ3ရှင်းရှင်းဆိုရအတွက်ဒီရှင်းဒီလေပိတ်ဖြစ်ပါတယ်ခင်ဗျာ359မှာ339ဆိုရအတွက်ဒီ9ကအပိတ်ဖြစ်ပါတယ်ဒီမှာ3ကတော့အထီးစီးဗောနော်6ရှင်းနှစ်မှာ39နှစ်ဆိုတော့ဒီနှစ်ဒီအပိတ်ဖြစ်ပါတယ်နံပါတ်စဉ်30နဲ့9ကျင်းရှိတော့ခဲ့ပြီဗောနော်39နှစ်ပြီးတော့ကျွန်တော်39နှစ်တပြင်ကိုဆက်ကြည့်အောင်လားခင်ဗျာ โอเคဒီမှာတော့ခွန်9 3မှာ39ဆိုတဲ့အတွက်ကြောင့်မို့ဒီ9ဒီအလေးဖြစ်ပါတယ်ဒီ3ကတော့ထိတ်စီရပါတော့9ည6ဆောင်ကနေကီးမှာတော့2 4 6ဆိုတဲ့အတွက်ဒီ6ဒီအပိတ်ဖြစ်ပါတယ်ဒီနှစ်ကတော့ထိတ်စီနေရဖြစ်ပါတယ်ခင်ဗျာ9ည6ဆောင်မှာတော့3 2 4ဆိုတဲ့အတွက်ဒီနှစ်ဒီအလေးဖြစ်ပါတယ်နေလေရှင်မှာတော့ရှင်း၅နှစ်ဆိုတော့ဒီနှစ်ဒီအပိတ်ပေါ့နော်ဒီမှာရှစ်ကတော့ထိတ်စီဖြစ်ပါတယ် ိုးတင်ငါမှာရှေရှောင်းငါဆိုတဲ့အတွက်ဒီငါကတော့အပိတ်ဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ငါခွန်တင်မှာ3ငါ6ဆိုတော့ဒီငါဒီအလေးဖြစ်ပါတယ်နေ့လေးရှင်မှာရှောက်လေးရှောက်ဆိုတော့ဒီလေးဒီအလေးဖြစ်ပါတယ်ခင်ဗျာရှောက်ရှင်းနေ့မှာကိုးခွန်ရှစ်ဆိုတဲ့အတွက်ဒီရှစ်ဒီအပိတ်ဖြစ်ပါတယ်လေရှောက်တုံရမှာရှောက်ကိုရှောက်ဆွေတဲ့ဒီရှောက်ဒီအပိတ်ပေါ့နော်ဒီမှာ6ဟာဒီထိတ်စီမာလေးဖြစ်ပါတယ်ဂျိန်အဖြစ်နံပါတ်40နဲ့6ဂျိန်ထိလုံးဝကိုပြည့်ပြည့်မရှိသေးတော့ အလဲတော့မဟုတ်အပိတ်အထီကင်းတုံးလုံးဖြစ်ပါလေပေါ့နော်ဒါလေးကိုကျွန်တော်မိတ်ဆွေများအထောက်အကူရရန်ရွေပြီးတော့အတွင်းနည်းနဲ့တကွာပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါလေโอเคကျွန်တော်အတွင်းနည်းကိုဒီနည်းအတိုင်းပဲပေါ့နော်ကျွန်တော်မိတ်ဆွေများပြန်ပြီးတော့ဒီအစားအနေပြန်ပြီးတော့စစ်ကြည့်ရှင်တယ်ဆိုရင်လည်းစစ်ကြည့်လို့ရတယ်ပေါ့နော်โอเคဒီမှာဆိုရင်အလဲအပိတ်နေရာတောက်ချောက်အထီကင်းတုံးလုံးစုံကနန်းတို့မဟုတ်မပေါ့နော်ဒါဆိုရင်ကျွန်တော် သူရဲ့နေ့ကိုအတူတူလေ့လာကြည့်အောင်ပေါ့နော်ဒီ20နဲ့20ကြိမ်မှာတော့ကျွန်တော်တို့စုံကနန်းလားသို့မဟုတ်မာကနန်းလားဆိုတာလေးပေါ့နော် Okay ဆက်ပြီးမပြရတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲပေါ့နော်အသွင်းကြီးကိုလေ့လာကြည့်အောင်ပါခင်ဗျာ Okay ဒါလေးကတော့သူရဲ့အသွင်းကြီးလေးဖြစ်ပါတယ်ပေါ့နော်ဒီ၃ညကို9နဲ့မြောက်မှာဖြစ်ပါတယ်ခင်ဗျာ၃ည9လီ၃ညဖြစ်ပါတယ်ပေါ့နော်နောက်ထပ်ဒီမှာလေ့ရတဲ့ကြိမ်ဖြစ်ပါတယ်ဒီ9တဲ့ကြိမ်ပေါ့နော် လဲလဲလီဒီ16ဖြစ်ပါတယ်9နဲ့ဒီနည်းနဲ့ပေါင်းတာကခွန်ဒီ3နဲ့တို့များနဲ့ပေါင်းရှင်းဒီ3ခွန်နဲ့ကြိမ်က14 3နဲ့ကြိမ်ပေါင်းရှင်း6ကိုနောက်မှာရှိတယ်တင်းနဲ့ပုံတွေထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာလဲနဲ့ခွန်3ပေါင်း10ရှောင်းနဲ့၄ပေါင်းရှင်း10ပေါ့နော်နောက်ထပ်ဒီလဲနဲ့10ပေါင်းရှင်း9 9နဲ့ပေါင်းရင်10ဒီမှာ6တလုံးကြာမှာဖြစ်ပါတယ် အဲ့ဒီ6ခုကိုကျွန်တော်နောက်ထပ်နေ့နဲ့ထပ်ပေါင်းရတယ်ပေါ့နော်6ခုနေ့နဲ့ပေါင်းရှင်ဒီရှိဖြစ်ပါတယ်အဲ့ဒီရှိကိုလည်း၄နဲ့ထပ်ပေါင်းတော့7နှစ်6ရှင်းနှစ်အလဲတုံမဟုတ်အပိတ်ပေါ့နော်ဒီအလဲတုံမဟုတ်အပိတ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီကြိမ်မှာ6ခွန်ရှင်းဆိုတဲ့အတွက်ကြောင့်မို့6ရှင်းနှစ်ထဲကဒီရှိဒီအပိတ်ဖြစ်ပါတယ်ခင်ဗျာ6ရှင်းနှစ်မှာ6ခွန်ရှင်းဖြစ်ပါတယ် โอเคကျွန်တော်ဒီမှာဗောနောနံပါတ်40နဲ့5 68နဲ့မှာ98ဆိုပြီးတော့ဒီရှိဒီအပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ကြိမ်ဒီ63ရရတာဟာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ဗောနောโอเคကျွန်တော်ဒီအရာဒီ3ညကို9နဲ့မြောက်တယ်လို့ပြောဒီ8ကို9နဲ့မြောက်မယ်ဗောနောဒီအလယ်မှာခုနှစ်မှာတစ်ကြိမ်ဒီခုနှစ်မှာတစ်ကြိမ်ပြီးရင်အလယ်အား၄ကို၄နဲ့ထမ်းမြောက်မယ်9မှာတစ်ကြိမ်3မှာတစ်ကြိမ်၄နဲ့8နဲ့မှာတစ်ကြိမ်စီ 6မှာနဲ့ချိန်9မှာနဲ့ချိန်အပေါင်းတည်ရှိပြီးဖြစ်မယ်ပေါ့နော်အဆွင်ရှင်9ချိန်ပေါင်းရှင်ဒီရှင်9ဒီ40ပေါ့နော်ခွန်နဲ့ခွန်ပေါင်းရှင်က14ဒီခွန်ခွန်ပေါင်း14ပေါ့နော်လေးလေးဒီဒီ16ဖြစ်ပါတယ်3နဲ့ချိန်6 6နဲ့9ပေါင်းရှင်17 2နဲ့8ပေါင်းရှင်က30 6နဲ့ချိန်ပေါင်း12 9နဲ့ချိန်ပေါင်းရှင်30ကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဆွင်ကျွန်တော်ဒီ၄ရက်6ရက်ပေါင်းရှင်က30ပေါ့နော် တင်းနဲ့တင်းပေါင်းတာနှစ်နှစ်နဲ့နှစ်ပေါင်းရှင်လဲရတယ်ပေါ့နော်။ရလာလေးလေးကိုအပွားလိုမျိုးပဲကျွန်တော်နှစ်နဲ့ထပ်ပေါင်းတော့လေးနဲ့နှစ်ပေါင်း6 6ကို4နဲ့ပေါင်းရှင်30။၄6တို့မြအလဲတို့မဟုတ်အပိအထိပေါ့နော်။အဲ့ဒီမှာ6 9 6ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်6တလုံးကအပိဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့အဲ့ဒီ20အရောင်ဆက်ပြီးတော့ OK သွားခဲ့တယ်ပေါ့နော်။၄6တို့မြမှာ6 9 6ဒီမှာပေါ့နော်။၄6တို့မြမှာ6 9 6 အဲ့ဒီပုံစံတစ်မျိုးပဲပေါ့နော်ကျွန်တော်ဒီအရှိယပင်တွေကိုကျွန်တော်ဒီမှာဒီကလန်းဒီနဲ့မက်ရှူနဲ့ပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ဒီမှာပေါ့နော်ဒီအားဒီနဲ့ပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ခင်ဗျာโอเคကျွန်တော်တို့ဒီတစ်ပတ်မှာတော့လုံးပိန်ဒီနေ့3ရှိတယ်ပေါ့နော်လုံးပိန်နေ့ရှိတယ်လုံးပိန်နေ့ကတော့အားကောင်းတယ်လို့ပြောမှာပေါ့နော်လုံးပိန်နေ့ရှိတယ်ခင်ဗျာ69 6ရဲ့အဆက်ကနေ့လုံးပိန်ဆိုပြီးရှိတယ်ပေါ့နော်ပြောရှင်ကကျွန်တော်ဒီ မာတီကနန်ဒီနေပေါ့နော်ကျွန်တော်တို့ဒီနေ့အတိုင်းပဲဒီမှာပေါ့နော်ဒီနေ့အတိုင်းပဲပြန်ပြီးတော့ညီကြည့်ရှင်နေဆိုရင်ညီကြည့်လို့ရတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ20ချိန်အတွက်ဆက်ပြီးတော့ကြည့်အောင်လားခင်ဗျာ20ချိန်မှာတော့ဒီရှိတ်ကို9နေမြောက်တဲ့အတွက်ဒီ၃ညကို9နေမြောက်မယ်ပေါ့နော်ဒီ9မှာဆိုတဲ့အတွက်9မှာတစ်ချိန်9မှာဆိုတဲ့အတွက်ဒီ6မှာ၄ကို၄နေမြောက်တဲ့အတွက်ဒီ9ကို၄နေမြောက်မယ်ပေါ့နော် ပြည်ရင်ဒီ9မှာတစ်ကြိမ်ဆိုတဲ့အတွက်ဒီ9မှာတစ်ကြိမ်အလေ3မှာနှစ်ကြိမ်နင်းနဲ့ရှင်းနဲ့မှာဆိုတဲ့အတွက်ရှင်းနဲ့ရှင်းနဲ့မှာတစ်ကြိမ်စီပေါ့နော်ရှောက်မှာနှစ်ကြိမ်ဆိုတဲ့အတွက်နှိမ်မှာနှစ်ကြိမ်9မှာနှစ်ကြိမ်ဆိုတဲ့အတွက်6မှာနှစ်ကြိမ်ကိုနောက်မှာတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါရခင်ဗျာအဲဆိုရင်9တုံညလေးဒီတုံညဒီ9နဲ့6နဲ့ပေါင်းတာကပေါင်းရှင်း15ဖြစ်ပါတယ်9လေးလေးဒီ20ရတယ်ပေါ့နော်၃နှစ်ကြိမ်ပေါင်း၆၆နှစ်၅ပေါင်းရှင်းဒီ၁၁ကိုတင်ပေးရမယ်ပေါ့နော်၈နှစ်ကြိမ်ပေါင်း၁၆ကို 6ပဲရေးပြီးတော့၄နာချိန်ပေါင်းတာက6နာချိန်ပေါင်းတာ7နှစ်ကိုနောက်မှရှိတဲ့တင်းနဲ့ထပ်ပေါင်းတော့မှဖြစ်ပါတယ်။ဒါဆိုရင်9နဲ့6ပေါင်းတာ55 5လေးဒီက90 6နဲ့5ပေါင်းတာ71 8နဲ့10ပေါင်းတာ76 4နာချိန်8 6နာချိန်7နှစ်ကိုတင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်။ဒါဆိုရင်ရပြီ။ဒါဆိုရင်ကျွန်တော်ဒီ8ရက်2ရက်ပေါင်းချင်းတစ်စီဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်9နဲ့10ပေါင်း6 6နဲ့6ပေါင်းတာ7နှစ်2နဲ့10ပေါင်းရှင်း300လေးပေါ့နော် ရပါလေ3ကိုအပေါ်လိုမျိုးပဲနင်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်း900ရတယ်။ငါ့ကို4နဲ့ပေါင်းတော့9ဒီတစ်ပတ်မှာ3 9 9ကျွန်တော်တို့အလဲတော်မဟုတ်အပိတ်ဆိုပြီးဖြစ်မယ်ပေါ့နော်။အဲဆိုရင်ကျွန်တော်ဒီအရာဒီမှာဒီ3 9 9အလဲတော်မဟုတ်အပိတ်ဆိုပြီးရမယ်ပေါ့နော်။ဒီနေ့ကတော့ဆက်ပြီး okay မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်။ဘလောက်ပဲပင်ရှင်နေပစ္စည်းပေါ့နော်ကျွန်တော်ပြတ်သွားခဲ့တဲ့အပင်ကြီး တခြားနီးတွေလည်းရှိတယ်ဗောနော်ဒါကတော့ဆက်ပြီး okay နေဆက်ဖြစ်တဲ့နီးကိုကျွန်တော် ပြန်လည်းမျှဝေရှင်းတာဖြစ်ပါတယ်ခင်ဗျာဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမယ်ဗောနော်ဒါဆိုရင်ဒီမှာမာကနန်းဖြစ်ပါတယ်ကျွန်တော်ပင်ရှိစုံကနန်းကီးဆိုတာလေးကိုဆက်ကြည့်အောင်ဗောနော်အခေတားလေးကတော့ကျွန်တော်မာကနန်းသူမဟုတ်စုံကနန်းကီးလေးလုံးဗောနော်ပင်ရှိဖြစ်ပါတယ်တခြားပင်ရှိလည်းရှိသေးတယ်ဗောနော် သူကတော့ဆက်ပြီး okay နေဆဲပဲဖြစ်ပါတယ် ဲ့မှာတော့ခုနှစ်ဒီခုနှစ်ရာခုနှစ်ဒီ3ခုခုပေါ့နော်9 8 9 4 5 6 3 6 8ခုအနေပေါ့နော်ဒီမှာ dash 6ဖြစ်ပါတယ်ပြီးခရီးတစ်ပတ်မှာလည်းဆက်ပြီးတော့ okay သွားခရီးနီး asset ဖြစ်ပါတယ်ခင်ဗျာโอเคဒီမှာကျတော့ဒူဒီနေလေး63များဆိုပြီးဖြစ်ပါတယ်ပေါ့နော်နေလေး63များဆိုတော့ခုနကကျွန်တော်ခုနကအထီးကိမှာတော့3596ဆိုတဲ့အတွက်ကျွန်တော်ဒီ3596ရဲ့ နေလေး၆၃များရဲ့ကိုကျွန်တော်တွေးလို့အဆင်ပြေမယ်ပေါ့နော်ဒီဘက်ကစုံရဲ့ဒီဘက်ကအမရဲ့ပေါ့နော်စုံနဲ့မဖြစ်ပါလေ Okay ဒါကတော့ကျွန်တော်အတင်ချာနည်းအရာလေးလာလို့ရအောင်ရည်ရွယ်ပြီးတော့ပြန်လည်များ version တာဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ